ဂျပန်စစ်တပ်ရဲ့ငရေကန်ကျုံးပေါ်ကနေတော်လန်ပြီးတိုက်ထွက်နိုင်ခဲ့တဲ့ကိုရီးယားလုံသမားများမင်္ဂလာပေါင်းတဲ့ခါကြောင်းတဲ့နေကောင်းရင်းမြတ်ဖြစ်ပါစေလို့ကျွန်တော်တို့ပီကာဆို channel ကနေဥစွာပထမနှုတ်ခွန်းဆက်တာလိုက်ပါရခင်ဗျာဒီနေ့မှာတော့အရှင်ဇလန်းတွေကိုမှကြိုက်နေတဲ့ပြည်သက်ကြီးတို့အတွက်ဘယ်ဒရှစ်အိုင်လန်ဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာကန်ကိုကြီးမားလို့ခေါ်တဲ့ဟာရှိမာကျွန်းကဂျပန်နိုင်ငံရဲ့ကန်ယူရမ်းမှာတည်ရှိပြီးတော့ကြောင်မီသွေးမိုင်းတွင်းရှိတာပဲဖြစ်ပါတယ် မိုင်းတွေမှာအကုန်လုံးကလှုပ်ရှုပ်နေခဲ့ကြပြီးကိုရီးယားလိုသမားတွေကဂျန်နန်နဲ့အချီနေအောက်မှာအသက်ကိုဂယူးမဆိုင်ပဲလှုပ်ဖို့ပြားပေးခြင်းခံခဲ့ရပါတယ်။ကောင်းလေးတယောက်ကကြောင်မီသွေးတူးဖို့နေရာချင်းချင်းလေးတွေကိုဝင်သွားခဲ့ပြီးတူးနေတော့မှာပဲရေတွေထွက်လာတော့သူကပြေးထွက်လာကကူညီတောင်းခဲ့ပါတယ်။ကိုရီးယားလိုသမားကောင်းဆောင်ရန်ကလူ၃ယောက်ကိုကျွန်းကနေထွက်ပြေးကကိုရီးယားကိုပြန်နိုင်အောင်ကူညီပေးနေခဲ့ပါတယ်။ထွက်ပြေးနေတော့မှာပဲသူတို့ကဂျပန်စစ်တပ်ဖမ်းတာခံလိုက်ရပြီးတော့အသက်ခံခဲ့ရပါတယ်။ ဂျပန်စသားတွေကဒုက္ခသည်တွေကိုတတ်လိုက်နိုင်တဲ့အတွက်ဂျင်းနဲ့နေခဲ့ပြီးတော့စူးကြီးမြင့်ခံခဲ့ရပါတယ်အဲ့နောက်တော့ဒီကမ်းမှာတော့မြောင်တုံးကပန်နီဆူလာဟိုတယ်မှာမိန်းမတစ်ယောက်ကဆင်ပေါ်ကိုပြေးသွားခဲ့ပြီးဒီဝိုင်းကောင်းဆောင်လီကိုဂျက်တချင်းတီးခိုင်းခဲ့ပါတယ်။ရဲအားကြီးတစ်ယောက်ကလီကိုအစင်းမြင့်အတွင်းရေးမှုဖြစ်တဲ့သူမိန်းမနဲ့ဖောက်ပြန်နေတယ်လို့တန်တရားရှိတဲ့အတွက်လာဖမ်းဆီးနေခဲ့ပါတယ်။လီရဲ့တငယ်ချင်းတွေကလီကိုတတိပေးခဲ့ပေမဲ့လည်းသူကတော့သဘောမပေါက်ဖဲနဲ့ဆက်လက်ဖြောပြီးနေခဲ့ပါတယ်။အဲ့နောက်မှာတော့သူကစီနီယာတွင်းရေးမှုရဲ့မိန်းမကိုတကားကနေဆွဲခေါ်သွားတာမြင်လိုက်ပြီးတော့ ်သူနဲ့သူသမီးလည်းထွက်ပြေးသွားခဲ့ပါတယ်။ဟိုတယ်ရောက်တော့ရဲတယောက်ကလီကိုလာတွေးခဲ့ပြီးတော့သူနဲ့စီနီယာတွင်ရေးမှုရဲ့မိမကအမားလုံမထားတဲ့ကြောင်းရှင်းပြခဲ့ပါတယ်။ကဲဆန်ဆိုတဲ့ရဲရာရှိနဲ့လီနဲ့ကသူဒီဝိုင်းကိုပတ်စံရောက်အောင်ဂျပန်ကိုသွားမလားလို့မေးခဲ့ပါတယ်။လီရဲ့စေကူကပတ်စံများကြီးရောက်အောင်ဒီနိုင်ငံမှာလုံလုံတာဖြစ်ပြီးတော့ကဲဆန်ရဲ့ကံလန်းမှုကလည်းသူ့အတွက်ပြောင်းလဲဖြစ်စေခဲ့ပါတယ်။လီဂါအရှိမိုနိုဇဲဂီကိုသွားတဲ့တင်းမောပေါ်မှာသူသမီးရဲ့တီဝိုင်းဖွယ်သားတွေရဲ့နဲ့တူလိုက်ပါသွားခဲ့ပြီးတော့ဂျပန်မှာရွှေရောင်လွမ်းမဲ့နေတွေကိုတွေးနေခဲ့ပါတယ် လူမိုက်တယောက်ဖြစ်တဲ့ခြွန်ကတခြားလူမိုက်တယောက်နဲ့သင်္ဘောပေါ်မှာတိုက်ခိုက်ခဲ့ပြီးတော့ဂျပန်စစ်သားတွေကသူတို့ကိုရေပိုက်နဲ့ထိုးကာတစားပေါက်တွေဖြင့်ကျင်းညာမယ်လို့ချင်းချောက်ကမရရင်ပြစ်မယ်လို့လည်းတတိပေးခဲ့ပါတယ်။မွေးရန်ဆိုတဲ့မိမတယောက်ကသူတို့ကိုဆက်လက်ရန်ဖြစ်နေမယ်ဆိုရင်ဂျပန်စစ်သားတွေကတနက်နဲ့ပြစ်တတ်မယ်အကြောင်းဘာသာပြန်ပြီးနေခဲ့ပါတယ်။ခြွန်ကမွေးရန်စမင်ကိုဆွဲလိုက်ပြီးတော့မွေးရန်ကလည်းသူ့ညီလေးကိုပြန်ကန်လိုက်တော့ရွေးချယ်စရာမရှိတော့ဘဲနဲ့သူ့ခိုင်းသားတွေကိုငြင်းငြိမ်ထိုင်ခိုင်းနေခဲ့ရပါတယ်။ဂျပန်စစ်သားတယောက်ကတနက်ကိုမိုးဝထောင်ဖောက်လိုက်တဲ့အချိန်မှာတော့အကုန်လုံးငြိမ်သွားခဲ့ပါတယ်။ ။တင်မောကဂျပန်ရှီမိုနိုဇဲကြီးစေကန်းကိုဆက်ရောက်ခဲ့ပြီးလီကဂျပန်ယာရှိတယောက်ကိုမစ္စတာရှီမိုရာရဲ့အိမ်ကိုမေးကအစိုးရရှိနေဆူကီယာမာနဲ့ဆိုးလို့ရေးပြလိုက်တဲ့ထောက်ကန်စာကိုလည်းပြခဲ့ပါတယ်။ဒါမဲ့လည်းယာရှိကရှီမိုရာရီအများကြီးရှိကြောင်းပြောကတွန်းထုတ်ရင်းနဲ့ဇာရွက်ကပြုတ်ကျသွားခဲ့ပြီးတော့လီကတခြားပြုတ်ကျနေတဲ့ဇာရွက်တွေကိုတွေ့ကအံ့ဩသွားခဲ့ပါတယ်။လီနဲ့ဖွဲ့သားတွေကဘီယာပေးခံရကယထာတစင်းပေါ်ကိုတက်ခဲ့ရပြီးတော့လီကသူတီမီတွေကိုရီးယားကောင်းဆောင်ကိုရိုးလက်နာကြီးတလုံးပေးခဲ့ပါတယ်။ရုပ်တရက်ဂျပန်ယာရှိကသူ့စီလာပြီးတော့ဂျပန်သချင်းဆူခိုင်းတော့ လီနဲ့ဝိုင်းတော်သားတွေကအကောင်းဆုံးဖျော်ဖြေခဲ့ကြပါတယ်။အဲနောက်မှာတော့ဟာဂျီမာမိုင်းတွင်းရဲ့မန်နေဂျာကသူတို့ကိုနှုတ်ဆက်ဖို့ထွက်လာခဲ့ပြီးတော့သူတို့နိုင်ငံမှာအကြောင်းမီးသွေးရဲ့အရေးပါပုံကိုရှင်းပြခဲ့ပါတယ်။ဂျပန်စစ်သားတွေစစ်စစ်လာခံနေရတော့ကိုရီးယားလူမျိုးတွေကအဝတ်စားတွေကုန်ချို့ရကစပယ်နေလဲဖျက်ခဲ့ခဲ့ရပါတယ်။ကလေးတွေကစစ်ပွဲအတွက်လေ့ကျင့်နေတာမြင်တော့လီကသူသမီးကိုတတိယသွားခဲ့ပြီးတော့ကိုရီးယားမျိုးသမီးတွေကတော့ဖျော်ဖြေဒေသမှာရှိတဲ့အဆောင်ကိုပို့ကန်ခဲ့ရပါတယ်။ ဂျပန်ကမိမတွေကသူတို့ကိုတွေးတဲ့အခါမှာတော့ဒေါသထွက်ခဲ့ကြပြီးတော့ဂျပန်စစ်သားတွေကကိုရီးယားတွေကိုအဆောင်ထိလိုက်ပါပို့ဆောင်ပေးကလာစာကြောင်းလဲရှင်းပြခဲ့ပါတယ်။သူတို့နေရတဲ့အခန်းနဲ့စားရတဲ့အစားအသောက်တွေကတန့်ရှင်းမှုမရှိဘဲနဲ့ယွန်စရာကောင်းနေခဲ့ပါတယ်။ဒီနောက်မှာတော့သူတို့ကလာစာကြောင်းကြားရတော့လာစာဖျက်ခံရတာများပြီးတော့ပတ်စံရဖို့အတွက်အကျွေးဆက်ဖို့အလုပ်လုပ်နေရတယ်လို့ဖြစ်တော့စိတ်ပျက်နေခဲ့ကြပါတယ်။တရတာခက်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 လှုပ်လှုပ်ပြီးသွားတဲ့အခါမှာတော့ကိုရီးယားတွေကအတူတူရေချိုးခဲ့ကြပါတယ်။ကိုရီးယားကောင်းဆောင်ကသူ့လူတွေကိုဆက်ဆံတဲ့ပုံစံကိုတော်တော်စိတ်ပျက်နေတဲ့ခြွန်က လီကိုဂျပန်ယာရှိကိုစကားပြန်လုတ်ပေးခိုင်းခဲ့ပါတယ်သူကလက်ရှိကိုရီးယားလုံသမားခေါင်းဆောင်ကိုစိန်ခေါ်ပြီးတော့သူနိုင်ရင်သူကခေါင်းဆောင်လုပ်မယ်အကြောင်းပြောခဲ့ပါတယ်ဒါကိုကြားလိုက်ရတော့ဂျပန်စစ်သားတွေကကိုရီးယားတွေချင်းချင်းတိုက်တာကိုမြင်ရမှာဖြစ်တဲ့အတွက်ပြောနေခဲ့ကြပါတယ်ကျွမ်းကလည်းလက်ရှိခေါင်းဆောင်ကိုနိုင်ယူနိုင်ခဲ့ပြီးတော့ရန်ကသူတို့ကိုတားကဂျပန်တွေကပဲသူတို့ကိုသဘောကျကြအောင်ပြောခဲ့ပါတယ်ကျွမ်းကရံပြောတာကိုယူမဆိုင်ပဲနဲ့သူကတောင်ကိုရီးယားရဲ့အလို့သမားခေါင်းဆောင်ဖြစ်သွားပြီဆိုတဲ့အကြောင်းကိုဂျပန်တွေကိုပြောခဲ့ပါတယ်ဂျပန်တွေကသူ့ကိုရေခဲကြပြီးတော့အလို့သမားယုံကိုသွားဖို့အမိန့်ပေးခဲ့ပါတယ် အရင်ကတော့လီနဲ့သူ့ရဲ့ဝိုင်းတော်သားတွေကကျွမ်ကိုဂုံပြုဖို့ပျော်ရွှင်စွာတည်ဆိုခဲ့ကြပါတယ်။ကျွမ်ရဲ့တပည့်ချမ်းမှာတော့မိုရန်နဲ့ဆိုအီတို့လိုကိုရီးယားမျိုးသမီးတွေကမန်နေဂျာတွေနဲ့ဆက်တဲ့အရာရှိတွေနဲ့အတူတူအရက်တောက်ခဲ့ရပါတယ်။ရုပ်တရက်သူတို့ကဆိုအီဆိုနေတဲ့တခြင်းကိုဆိုခဲ့ကြပါတယ်။ဆိုအီကမိုရန်ကိုအဲ့ဒီတခြင်းကသူဆိုနေတဲ့တခြင်းဖြစ်ကြောင်းမန်နေဂျာကိုပြောခိုင်းကငိုရင်းတည်ဆိုပြနေခဲ့ရပါတယ်။ဆိုအီကကိုရီးယား T1 တစ်ခုကအဖွဲ့ဝင်ဖြစ်ပြီးတော့သူ့ဖေရဲ့အဖွဲ့သားတွေရဲ့နဲ့အတူကျွမ်ဘော်ကိုရောက်လာတာဖြစ်ကြောင်းသူတို့ကိုပြောခဲ့ပါတယ်။ အဲ့ဒီညမှာပဲမန်နေဂျာကစိုးရီကိုသူ့အဖေနဲ့တွေးခွင့်ပေးခဲ့ပါတယ်။တရုတ်ကကိုရီးယားစစ်တပ်နားချုပ်မှာတော့အရာရှိတွေကစစ်တပ်နန်းတွေမှာအမြင့်ဆုံးစူးရစိတ်တွေရထားတဲ့ပက်ကနဲ့ဆွေးနွေးခဲ့ကြပြီးတော့ပက်တယောက်ရန်ကိုကယ်တင်ဖို့အတွက်ဂန်ဂူဂျီမားကိုသွားဖို့ဆုံးဖြတ်လိုက်တယ်လို့ယုံကြည်နေခဲ့ပါတယ်။ဘက်ကကျုံးမော်ကိုဘေကင်းစွာရောက်ရှိခဲ့ပြီးတော့ကြောင်မီသွေးတွင်းထဲမှာရန်နဲ့တွေ့ခဲ့ပါတယ်။ကံမကောင်းစွာပဲမတော်တဆမှုတစ်ခုဖြစ်သွားတဲ့အခါမှာတော့နောက်ထပ်ဆုံးရှုံးမှုတွေကိုကာကွယ်ဖို့အတွက်အရာရှိတွေကအဲ့ဒီညကိုဘုံကျဲကကိုရီးယားလူသမားတွေကိုပါမြေမြုပ်ပစ်ခိုင်းခဲ့ပါတယ်။ ဒါမဲ့လည်းသူတို့တတိမထားမိတာတခုကရန်ကအဲဒီမှာရောက်နေတဲ့အတွက်သူကအာနာပိုင်နေစီကိုဖုန်းခေါ်ကပုံမကျဲဖို့တားခဲ့ပါတယ်။ဂျပန်တွေကလည်းရန်တည်သွားမယ်ဆိုရင်ကိုရီးယားတွေကပြန်တော်လန်နာမှာကိုစိုးရိမ်နေခဲ့ကြပါတယ်။အဲဒီနောက်ပတ်ရက်ကူညီနဲ့ကိုရီးယားမိုင်းလို့သမားတွေကမတည်ပဲလွတ်မြောက်ခဲ့ကြပြီးတော့ဘက်ကရန်တို့အဖွဲ့ကိုတူတယုံမန်နဲ့ရန်ကိုကယ်ဖို့လာတာဖြစ်ကြောင်းပြောခဲ့ပါတယ်။အဲဒီနောက်သူကဂျင်းနန်ဘုတ်ကဌာနချုပ်ကအေဂျင့်တွေနဲ့ဆက်သွယ်မယ့်အကြံကိုပြောပြခဲ့ပြီးတော့အစားအသောက်တွေတည်လာတဲ့တင်မောတစည်းကကျွန်းကိုလာမှာဖြစ်ပြီးသူတို့ကအဲ့ဒီတင်မောနဲ့ထွက်ပြေးကြမှာပဲဖြစ်ပါတယ်။ တို့ကဘက်ကိုမယုံကြပါနဲ့လေဘက်ကရန်ကိုဗိုလ်ချုပ်ကြီးအမိန့်တိုင်းပြောကသူ့ရဲ့ချက်ကိုပြောပြခဲ့ပါတယ်အန်နီညာမှာတော့မန်နေဂျာကလီကိုခေါ်ပြီးတော့သူသမီးကိုဆုံးရှုံးလိုက်ရတဲ့အဖွဲ့ဝင်ကိုလွတ်မြောက်ခွင့်ပေးလိုက်တဲ့ကြောင်းပြောကဇိုအီကိုအန်နီအများတဲ့ကျုံးပေါ်ကနေလွတ်မြောက်အောင်ကူညီတာကအကောင်းဆုံးဖြစ်ကြောင်းပြောခဲ့ပါတယ်ဒါကိုကြားလိုက်ရတော့လီကအပြင်ထွက်ကသူသမီးကိုသွားတွေ့ခဲ့ပြီးတော့သူတို့သားဖနှစ်ယောက်ကမိတဲ့အောက်မှာပြောချင်စွာကောက်ကွန်ခဲ့ကြပါတယ်ဘန်နယ်ကိုရီးယားစစ်သားတွေကလီကိုပစံပေးကစာပို့ပေးဖို့တောင်းဆိုခဲ့ပါတယ် ီကအစားတော့ကြီလုံးချောင်းဖြစ်နေခဲ့ပြီမယ်လေဘက်ကရန်ကိုလွန်မြောက်အောင်ကူညီဖို့ဖြစ်ကြောင်းပြောတော့သဘောတူခဲ့ရပါတယ်သူကဂျင်းနန်းဖို့ကဌာနချုပ်ကအေဂျင့်တယောက်နဲ့ဆက်သွယ်ရမှာပဲဖြစ်ပါတယ်ဒါကိုကြားလိုက်ရတော့သူကသူနဲ့သူ့သမီးကိုပါလွန်မြောက်အောင်ကူညီမယ်ဆိုရင်ပတ်ခိုင်းတဲ့အတိုင်းလုပ်ပေးမယ်ကြောင်းဘက်ကပြောခဲ့ပါတယ်အဲဒီနေ့ညမှာပဲဘက်ကစာရယုံနဲ့ကိုခိုးဝင်ခဲ့ပြီးတော့အေဂျင့်ကိုချိန်နေကြောင်းတရင်ဖို့ခဲ့ပါတယ်အေဂျင့်ကလူပနယောက်ကိုကြေရမှလဲလို့မေးတဲ့အခါမှာတော့ဘက်ကလီနဲ့ဆူကီရဲ့နာမည်ကိုမပြောဘဲနဲ့သူနဲ့ရက်နာမည်ကိုပဲပြောတာ၄ယောက်လို့ပြောခဲ့ပါဗျ ူရုံကန်းထဲကထွက်သွားကနီးမှာတော့ရုတ်တရက်ကိုရီးယားကုညီထောက်ပံ့ရေးအဖွဲ့စည်းလို့ရေးထားတဲ့တက်တာတစ်ခုကိုတွေ့ခဲ့ပါတယ်။အဲဒီတည်းမှာတော့ရန်ကကိုရီးယားလူသမားတွေရဲ့ပတ်စံတွေကိုကောင်းမွန်ဖျက်ပြီးတော့သိမ်းယူထားတဲ့တက်တွေတွေရှိနေခဲ့ပါတယ်။နောက်တစ်ရက်မနက်မှာတော့အမေရိကန်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်မှာဖြစ်တဲ့အတွက်သူတို့ရောက်တဲ့နေရာမှာပဲနေဖို့ကြေညာချက်ထုတ်ပြန်လိုက်တဲ့အခါမှာတော့သူတို့ကအံ့ဩနေခဲ့ကြပါတယ်။ဘက်ကရန်ကိုနှိုးလိုက်ပြီးတော့သွားဖို့ချိန်ကျပြီလို့ပြောကာလမ်းမာလီကသူတို့ကိုတွေ့သွားခဲ့ပြီးတော့သူတို့သားဖကိုမခေါ်ဘဲသွားတယ်လို့ထင်ကာဇိုးရီကိုသွားခေါ်ခဲ့ပါတယ်။ ဘက်ကရန်ကိုလူမရှိတဲ့အခန်းထဲခေါ်သွားခဲ့ပြီးတော့သွေးစွန်းငွေတွေလက်ခံထားတဲ့စာရေးစာရန်တွေကိုလည်းပြခဲ့ပါတယ်။ရန်ကဆွေဆဲချက်တွေအကုန်လုံးကိုငြင်းခဲ့ပြီးတော့ဘက်ကလည်းဂျပန်တွေနဲ့ပူးပေါင်းမှုနှာချခဲ့ပါတယ်။ကိုရီးယားတွေရဲ့ထွက်ပြေးတဲ့အကြံကရန်ကဂျပန်တွေကိုပြောလိုက်တဲ့အတွက်အမြဲတမ်းရှုံးနေနေတာဖြစ်ကြောင်းဘက်ကသဘောပေါက်သွားခဲ့ပြီးတော့ရန်ကိုတနက်နဲ့ချိန်ခဲ့ပါတယ်။ရန်ရဲ့လူတစ်ယောက်ကရောက်လာပြီးတော့စိုးရီကိုဖမ်းထားတော့မှပဲသူတို့နေရာကိုအမေရိကန်လေရင်ကပုံကျဲလိုက်တဲ့အတွက်ပောက်ကွဲသွားခဲ့ပါတယ်။ အဲနောက်ဘက်ကတသက်စာရွက်တွေကိုပြပစ်လိုက်တဲ့အခါမှာတော့လီကာစာရွက်တွေကိုယူပြီးတော့စိုးရိမ်နဲ့တူတူပုံနေခဲ့ပါတယ်။ဒီကြောင့်လုံးကဘုံတွင်ကြောင့်ပြစည်းသွားခဲ့ပြီးတော့ကိုရီးယားလူသမားတွေကထွက်ပြေးဖို့စ조사ခဲ့ကြပေမဲ့ဂျပန်တွေကဂိတ်ကိုပိတ်ထားခဲ့ကြပါတယ်။ရန်ကတော့သူ့ကိုကဲခဲ့တဲ့ဒဏ်ရာရနေတဲ့သူ့ရဲ့နောက်လိုက်ကိုပါပိတ်ထားခဲ့ပါတယ်။အဲနောက်မှာတော့သူကကိုရီးယားရဲ့ရှေ့မှာအပြစ်မရှိခြင်းအောင်ဆောင်ပြီးတော့လီနဲ့စိုးရိမ်တို့ကိုလိုက်ရှာခဲ့ပါတယ်။လီနဲ့စိုးရိမ်တို့ကအခန်းထဲမှာပုံနေတဲ့အတွက်သူကရှာမတွေ့ခဲ့ပဲနဲ့ဘက်ကလည်းသိရှင်နေတဲ့အတွက်လီကသူ့ကိုဒဏ်ရာတွေကုသပေးနေခဲ့ပါတယ်။ ဂျပန်တွေကတော့ကိုရီးယားတွေကကျုံးပေါ်ကနေထွက်သွားဖို့စူယုံကနေထုတ်ခဲကြပြီးတော့ကိုရီးယားလူထုမကောင်းဆောင်တယောက်ကဂျပန်မာလေးကိုမရင်းကျင်ပြီးတော့အသက်ပြစ်ခဲ့ပါတယ်ကိုရီးယားနဲ့ဂျပန်ကြားကတင်းမာမှုတွေကပိုဆိုးလာခဲ့ပြီးတော့ရန်ကသူ့ရဲ့လိုရက်ကိုဖုံးကွယ်ဖို့အတွက်မြင့်မြင့်တက်တေဟန်ဆောင်ကချွိုင်ကိုတန်တရားတရားခံအဖြစ်ဖမ်းဆီးခိုင်းခဲ့ပါတယ်အဲဒါကြောင့်ချွိုင်ကဖမ်းခံရကဂျပန်စစ်သားတွေရဲ့ညှဉ်းပန်းနှိပ်စက်ခြင်းကိုလည်းခံခဲ့ရပါတယ်ဒီနောက်မှာတော့ရန်ကအသေးရောက်လာတဲ့အာနာပိုင်နဲ့တွားတွေ့ခဲ့ပြီးတော့ဘသူမှမသိအောင်ဂျန်နဲ့ကိုရီးယားလူထုမတွေအကုန်လုံးကိုတတ်ပြစ်မဲ့သူ့ရဲ့ဂျန်ကိုပြောခဲ့ပါတယ် ရန်ကားကကိုရီးယားလူသမားတွေကိုစုယုံကသူတို့ရဲ့ဘဝကိုတိုးတက်လာအောင်တန်ရာရသူတွေကိုကိုရီးယားပြန်ပို့အောင်ဂျပန်နေနဲ့ညှိနှိုင်းပြပြီဖြစ်ကြောင်းပြောလိုက်တော့အကုန်လုံးကလည်းပျော်သွားခဲ့ကြပါလေ။အဲနောက်သူကမနေ့ပြန်ကြရင်သူတို့ကမိုင်းတွင်းနေတဲ့ဝင်ကဘဝတဲ့အတွက်ရိုးရာတိုင်းပါဝင်ဆင်နွှဲရမှာဖြစ်ကြောင်းပြောခဲ့ပါလေ။အဲ့တော့ပတ်ရောက်လာကငင်းဆန်လိုက်တဲ့အခါမှာတော့ရန်ကလူစုတယောက်ဖြစ်တဲ့အကြောင်းနဲ့မနက်ပြန်ကြရင်ဂျပန်စစ်သားတွေကသူတို့အကုန်လုံးကိုမိုင်းတွင်းနေထဲမှာတပ်ပြစ်မဲ့အကြောင်းပြောခဲ့ပါတယ် မြန်မာနယ်လူတယောက်ရဲ့စိုးရိမ်ရဲကလည်းရန်ကအဖွဲ့ဝင်တွေကိုတတ်ခဲ့တာရေဂျပန်နေနဲ့ဆက်သွယ်ခဲ့တာရေကိုအတည်ပြုပေးခဲ့ပါတယ်။ဒါမှမဟုတ်လေကိုရီးယားလူသမားတွေကစီစဉ်ကိုစန့်ကျင်တဲ့သူတွေနဲ့ဂျပန်နေနဲ့ဆွေးနွေးကျင်တဲ့သူတွေဆိုပြီးတော့နှစ်ပိုင်းကွဲနေခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ကောင်လေးတယောက်ကဒီငရဲကနေလွတ်မြောက်ကျင်တဲ့ကြောင်းပြောကလူသမားအများစုကိုသူတို့နောက်ပါအောင်စီးရုံနိုင်ခဲ့ပါတယ်။စီစဉ်ကိုစန့်ကျင်တဲ့သူတွေကိုကျိုးနဲ့တုတ်ထားခဲ့ကြပြီးတော့နေမထွက်လာခင်မှာသူတို့ကလက်နက်တွေနဲ့ဘုံးတွေကိုယူသွားခဲ့ကြပါတယ်။ကိုရီးယားတွေနဲ့ဂျပန်တွေတိုက်ခိုက်ခဲ့ကြပြီးတော့လူများကြီးလည်းတက်ခံခဲ့ရပါတယ်။ မန်နေဂျာကပတ်ကိုတနက်နဲ့ပြစ်ခဲ့ပြီးစိုးရိမ်ကိုလည်းဖမ်းသွားတော့ပတ်ကသူ့ရဲ့ခေါင်းကိုကြောက်ခဲနဲ့လှမ်းပစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ပတ်ကပြန်ထလာခဲ့ပြီးမန်နေဂျာခေါင်းကိုဖျက်ကာစစ်ပွဲကိုလည်းအဆုံးသတ်လနိုင်ပြီဖြစ်ကြောင်းနဲ့ကိုရီးယားကိုပြန်ရောက်မယ်ကြောင်းအဟေးပြောဆိုနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ကံမကောင်းစွာနဲ့လီကသွေးထွက်လွန်ပြီးတော့တည်သွားခဲ့ကာသူသမီးလေးကိုလည်းပတ်လက်ကိုအပ်ခဲ့ပါတယ်။ဇလန်လီကတော့ဒါပါပဲခင်ဗျကြီးစုပေးခဲ့တဲ့ပရိသတ်တူဦးချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျ။